ရန်ကုန်တိုင်းဒေသကြီးဗန်းမြို့နယ်ဆရာဆန်မြောက်အနောက်ရက်ကွက်မြို့ပတ်လမ်းမှာရှိတဲ့နေအိမ်တွေပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ပါတယ်ဒီသတင်းကိုဒေါ်သူသူအောင်ကပေးပို့ထားတာပါဗန်းမြို့နယ်ဆရာဆန်နောက်ရက်ကွက်မြို့ပတ်လမ်းမှာရေတနာမြိုင်ဆောက်လုပ်ရေးကအဆောက်အဦဆောက်လုပ်မှုမလ3ရက်နေ့ည7နာရီလောက်မှာမြေကြီးတူးနေစဉ်ပတ်ဝန်းကျင်ကနေကိုလုံးအနောက်ဘက်ကနေစတင်ပြိုကျခဲ့တာပါညာ7နာရီ15 7နာရီဖွဲလောက်ရှိပါကျွန်တော်ကလည်းမနေ့ကအလုပ်ကပြန်လာညဘက်ကျ8နာရီပါနော် အိမ်ပေါ်ကြတင်လာမှရှိတယ်ပထမတော့အတန်နေကြပြုံးတန်ကြယင်းနေရတဲ့ကြားနေရလေလို့လှုပ်လှုပ်နေရဆိုတော့ယင်းနေရကြားနေဆိုတော့ပုံမှန်ပဲတင်းတော့လူပဲအိမ်နေကြအောင်ကျွန်တော်ဦးလျာပေါ်တန်းနေအော်တော့မှအဲကျွန်တော်မိမကကျွန်တော်ကပန်းကန်ထပြီးတော့မှအဲ့အချိန်မှာထပြီးအချိန်မှာတော့ကတိလေးလွတ်တာကျွန်တော်အင်ရှိရတဲ့အချိန်မှာနောက်ကအိမ်ရပြုတ်နေတယ်အဲ့လိုဘာဘာဘာပြစည်းမယူခြင်းလည်းမရတယ်နေရင်တူတာမှသူတို့ကနေရင်တူတာညာဘက်ဆိုအချိန်ကန့်သက်မှုလည်းသူတို့ကမရှိဘူးပေါ့ဘယ်ချိန်ဘယ်ချိန်ပြီးမယ်လို့သူတို့တူးချင်ချင်တူတယ်ရက်ကော့တက်မှာအိမ်နေရတယ် ဘာတို့နားမလဲကားကြီးနဲ့တူတူဝင်တော့ပြူရအောင်အိမ်ပြိုကျပျက်စီးမှုကြောင့်ဒုက္ခရောက်နေတဲ့သူတွေကိုဗဟန်းမြို့နယ်မှာရှိတဲ့အမှတ်ကိုမူလာရန်ကျောင်းမှာကဲဇယ်ရေးစခန်းဖွင့်လှစ်ပြီးတာဝန်ရှိသူတွေကကူညီဆောက်ရှောက်မှုပြုပေးနေပါတယ်လူဦးရေကတော့လောလောဆယ်စီးရင်အရာတရားနဲ့6ယောက်ပါအိမ်တော်စုကတော့24နော်အွာကအိမ်အလုံးရေကတော့6လုံးဒါဟုတ်စေအရာပေါ့နော်ပြရတာပါအဲ့တော့ကျွန်တော်တို့ကဓမ္မသူတို့အိမ်မရမချင်း ျွန်တော်တို့ကနေပေးရပါမယ်။ကျမ်းမာရေးစောင့်ရှောက်မှုကျွန်တော်တို့ကဓမ္မရှိမယ်။နောက်တစ်ခုကလုံခြုံရေးအနေနဲ့ရှိမယ်။ဒါကျွန်တော်ဓမ္မ24နာရီပေါ့။ဒါကျွန်တော်ဗန်းမြို့နယ်ရရှိနေအနေနဲ့တာဝန်ယူပေးရမယ့်အပိုင်းရှိပါတယ်။အစာဦးစောက်လို့ခုမိသားတုဖော်တာကြောင့်အခုလိုအိမ်တွေပြိုကျတာဖြစ်တယ်လို့အုပ်ချုပ်ရေးမှူးကပြောပါတယ်။မြေအနေထားกว่าပါ။မြေဘွားကြီးနဲ့သွားဖြစ်တဲ့အတွက်ဒီလိုကိစ္စအခုတခါသွားပြီးကြုံလာတယ်။မြေရပွားနေတဲ့ခါကျတော့နိုင်ရအဟိုနိုင်ရချန်တယ်ချန်တဲ့နိုင်ရတွေပြုတ်ကြတယ် ုတ်ကြတဲ့ခါကျအိမ်ဒီပါအနောက်ကအိမ်ဒီပါတွဲပါတယ်ဆိုတော့ကျွန်တော်တို့အဓိကအနေနဲ့ဆိုရင်နှလုံးကျန်တဲ့ဥစားတွေကတော့အိမ်ဆောင်းသွားတာတို့ရွက်သွားတာတို့အဲ့လိုဥစားပဲရှိကျန်းသနာမြန်ဆောက်လို့ရေးဘက်ကတာဝန်ရှိသူတွေကလည်းအိမ်ပြိုကျမှုကြောင့်နစ်နာဆုံးရှုံးသူတွေကိုကျင့်တဲ့အောင်နှိမ့်နိုင်ဆောင်ရွက်ပေးထားတယ်လို့ပြောပါတယ်ကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့နစ်နာဆုံးရှုံးမှုအားလုံးကိုအစလည်းဆုံးအားလုံးကူညီပေးပါတယ်ခင်ဗျအောက်ဆုံးမှုကတော့ဟိုပါဘောနော်ကျွန်တော်တို့အိမ်ငှားပေးရပါမယ်နောက်တစ်ချက်ကြတော့ဟို အိမ်ကိုအစ်စ်ပြန်လဲသူအရှိတိုင်းပေါ့နော်နှစ်ထပ်နေတဲ့လူနှစ်ထပ်ကျွန်တော်ပြန်ဆောက်ပေးမှာပါဟုတ်တစ်ထပ်နေတဲ့လူတစ်ထပ်ပေါ့သူပြီအရှိတိုင်းကိုကျွန်တော်ပြန်စီစဉ်ပေးပါမယ်ပြီးတော့အိမ်အောင်စုဟိုအိမ်တစ်လုံးမှာအိမ်အောင်စု၄စုရှိတယ်ဆိုရင်အဲ့ဒီ၄စုတိုင်းနဲ့သူနေထိုင်လို့ရအောင်ပြန်စီစဉ်ပေးပါတယ်ခဏအခုအနေထားကြတော့စာတင်ကြောင်းမှာကျွန်တော်ဟိုရက်ွက်ကနေပြီးတော့တင်တင်ထားပေးပါတယ်အဲ့ဒါကိုလည်းကျွန်တော်တို့စားဖို့နေထိုင်ရေးကျန်းမာရေးအစအလုံးအဖက်ဖက်ကအဖွဲ့အလုံးကလည်းကိုယ်ယူပံ့ပိုးနေပါတယ်ခဏ အခုလိုအိမ်ပြိုကျပျက်စီးမှုတွေကြောင့်တေဆုံသူထိခိုက်ဒဏ်ရာရရှိသူတွေမရှိဘူးလို့သိရပါတယ်ရှင်။ကျွန်မတူတူအောင်ကသတင်းပေးပို့ထားတာပါ။